အမေရိကန်ပြည်ထောင်စုက33နှစ်ကြာရပ်ဆိုင်ထားတဲ့နျူကလ িয়ার လက်နက်စံတပ်မှုတွေကိုပြန်လည်စတင်ဖို့တမဒဒေါ်နယ်ထရန့်ကအမေရိကန်ပြည်ထောင်စုစစ်ဌာနချုပ်ပင်သဂုံကိုအမိန့်ပေးလိုက်ပါတယ်အမေရိကန်သမ္မတကဒီကနေ့ကြာတာပတင်းနေ့မှာတရုတ်သမ္မတရှီကျင်းပင်နဲ့မတွေ့ဆုံမီလေးမှာထုတ်ပြောခဲ့တာဖြစ်ပါတယ် တခြားနိုင်ငံတွေကစံတမ်းမှုတွေလှောက်ဆောင်နေတာကြောင့်စစ်ဝင်ကြီးဌာနကိုနျူကလ িয়ার လက်နက်စံတမ်းမှုတွေတန်းသူပြန်လည်လှောက်ဆောင်ဖို့အမိန့်ပေးခဲ့တာလို့သမ္မတထရန့်ကပြောပါရီဒီလုပ်ငန်းစဉ်ကိုချက်ချင်းစတင်မှာဖြစ်တယ်လို့လည်းသူကပြောလိုက်ပါရီအမေရိကန်ကနောက်ဆုံးနျူကလ িয়ার လက်နက်စံတမ်းမှုကို1992ခုနှစ်ကလှောက်ဆောင်ခဲ့တာဖြစ်ပါရီ စစ်အေးခေကြီးပြီးဆုံးသွားတဲ့အတွက်ဒီလိုစံတက်မှုတွေကိုရက်ဆိုင်ထားဖို့လွတ်တော်ကတိုက်တွန်းပြီးတဲ့နောက်စံတက်မှုတွေကိုရက်ဆိုင်ထားခဲ့တာပါ1992ခုနှစ်အောက်တိုဘာလမှာတော့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေရပ်ဆိုင်းထားဖို့စာချုပ်ကိုအဲ့ဒီအချိန်ကသမ္မတဂျော့ဒဗလျူဘုရှ်ကလက်မှတ်ရေးထိုးခဲ့ပါတယ်။စစ်အေခိမှာတော့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုအမေရိကန်နဲ့အဲ့ဒီအချိန်ကဆိုဗီယက်ယူနီယံဖြစ်တဲ့ရုရှားတို့ကအများဆုံးလုံဆောင်ခဲ့တာပါ။ CAG အပြီးမှာတော့အမေရိကန်နဲ့ရုရှားတို့ကနျူကလ িয়ার ထိပ်ဖူး1550ထက်ပိုမထားကြဖို့သဘောတူခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းနျူကလ িয়ার ဆန်တက်မှုတွေအများဆုံးလှုပ်လာတာကတော့တရုတ်နိုင်ငံဖြစ်ပါတယ်။2020ခုနှစ်မှာနျူကလ িয়ার ထိပ်ဖူး200ရှိရာကနေအခုချိန်မှာထိပ်ဖူး600ထိရှိလာခဲ့တာဖြစ်ပါတယ်။ ရုရှားကနဘတ်နေဖြစ်ပြီးတရုတ်ကခက်ဝင်ဝေးမှာနဘတ်300နေရာကရှိနေပါတယ်။ဒါပေမဲ့ငါနေအတွင်းတူလာတော့မှာဖြစ်တယ်လို့သမ္မတထရန့်က သူ့ရဲ့ True လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။